ကဲအားလုံးပဲမင်္ဂလာပါရှင်။ Terror Healing Mike ခစ်ထရာနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါရယ်เนาะ။အခုတင်ပေးထားရယ်เนาะ။ခေါင်းစဉ်လေးအတိုင်းပေါ့เนาะ။သူနဲ့ကိုနဲ့ကြားထဲမှာပြန်ပြေလဲဖို့စတင်လှုပ်ဆောင်တင်လာဆိုရယ်ခေါင်းစဉ်လေးနဲ့เนาะ။ Love Message Reading လေးကိုဖတ်ပြီးတော့မှဖြစ်ပါရယ်။အဲ့တော့အရင်ဆုံး Terror လေးနဲ့ပေါ့เนาะ။ ထဲတော်လေးနဲ့ energy စစ်ပြီးတော့မှသူနဲ့ကိုနဲ့ကြောင်းမှာပြန်ပြီးတော့မှအဆင်ပြေဖို့စတင်လှုပ်ဆောင်တင်မတင်ကိုကျမတို့ကြည့်ပါမယ်เนาะအဲ့တော့တဲတော်လေးမဟုတ်ခင်ပေါ့เนาะကျမပြောချင်တာကကျမရဲ့တဲတော် healing and reading by kidra ဆိုရယ် Facebook အသစ်ကလေးကိုလိုက်ရန် share လေးလုပ်ထားပေးပါဦးလို့ပြောချင်ပါတယ်เนาะ Facebook အဟောင်းလေးကအာ Facebook အဟောင်းလေးကဒီပြကြသွားနိုင်တဲ့အနေထားလေးတွေတဖြည်းဖြည်းနဲ့ကြုံနေရတာရှိရပါတော့။ restrict ကလည်းဒီ2025နှစ်ကုန်အထိလှုပ်ထားတာမျိုးတွေတွေ့ရတယ်။အဲဒါကြောင့်မို့လို့အချိန်မရွေးပါတော့ပြကြသွားနိုင်တဲ့ အနီအဆင့်ရောက်နေပြီပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ Terror Healing and Reading My Kit Ra ဆိုရယ်ပေါ့နော်နည်းနည်းလေးတော့ရှင်းသွားတယ်သူက healing or reading ကိုနှစ်ခုစလုံးထည့်ရတာပေါ့နော်ဘာလို့ဆိုတော့တူလို့မရဘူးဖြစ်နေရအဲ့ဒါကြောင့်မလို့နော်အဲ့တော့ဒီကျမရဲ့ page အစ်စ်ကလေးကိုဝင်ကြည့်ပါဝင်ကြည့်ပြီးတော့ like and share လေးလုပ်ထားပေးပါလို့ပြောချင်ပါတယ်ကျမရဲ့ page အဟောင်းမှာလည်းကြင်ညာထားရယ်နော်ဒီဟိုဟာမှာအပေါ်ဆုံးပင်ပို့ကလေးမှာပေါ့နော်ပင်ပို့ကလေးမှာထိုးထားပါတယ်အဲ့တော့ healing and reading my kit draw ဆိုရယ် page အစ်စ်ကလေးကိုဝင်ပြီးတော့ like and share လေးလုပ်ထားပေးဖို့ ထက်မှန်ပြောဆိုပါရဲတဒါချက်ချင်းပေါ့နော်ဟိုဘက်ကပြုတ်ကျသွားတဲ့အချိန်မှာ page ကိုရှာမတွေ့တော့မှာအဟောဗီဒီယိုလေးတွေမတွေ့ရတော့မှာဆိုလို့နော်ကဲအဲ့တော့ကဲနှစ်ယောက်သားကြောင့်ပါပေါ့နော်ပြန်လည်အစဉ်ပြေဖို့စတင်လုပ်ဆောင်တင်လာဆိုရယ် collective reading လေးကိုကျွန်မကစတင်ဖတ်ကြားပါမယ်ဒါလေးက collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်းရွေးစရာမလိုပါဘူးဒါတိနေတဲ့လူလေးတွေရဲ့ energy ပဲဖြစ်ပါတယ်မိမိတို့နဲ့အစဉ်ပြေတဲ့နော်ကိုက်နေတဲ့ energy လေးတွေကိုယူလို့ရပါတယ်အစဉ်မပြေတာမကိုက်နေတာလို့ဆိုလို့ရှင်နော်ပယ်လိုက်ပါလို့ပြောချင်ပါတယ်နော် အဲ့တော့စိတ်ကလေးကိုလျှော့ပြီးအာရုံလေးပြထားပေးတာ။ဆိုင်မှာ universal လို့ဆိုတာအဖြစ်ကျော်စမယ်တော့အလုံးတော်တရားနဲ့ပတ်သက်တဲ့ဆောင်းဆောင်ပုံပုံနဲ့ဖြစ်ပေါ်လာတယ်။ကျွန်တော်ဆိုရဲ message ကိုကို collective ဒီမှာရေးပြတ်။အနောက်ကြည့်လို့ပြပေးတာ။ဒီဆုံးနော် no ရယ်နော်။ကျွန်မအလုံးကပ်ကလေးရယ် no ဖြစ်နေတယ်။ဒီပြကပ်ကလေး yes ဖြစ်။နောက်တော့တဲ့ judge ကလေး yes နော်။ Okay ဒီဒီကပ်သုံးကပ်ရဲ့ energy လေးကိုပြောမယ်ပေါ့နော်။ ဒီမှာတော့ပြန်လဲစတင်ဖို့လှုပ်ဆောင်တင်လာလို့ပြောလို့ရှိရင်ကျမရက်စော်နိုးဖတ်တာမဟုတ်ဘဲနဲ့ပေါ့နော်တက်တည်ရဲ့ energy ကိုဖတ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရက်စော်နိုးလေးတွေခဏမိလာနေပေါ့နော်အဲ့တော့ဒီ energy ကြီးအရဆိုရင်ပထမကဘာပြောထားလဲဆိုတော့ဒီမှာ not nice of wins เนาะ nice of wins ဆိုတော့ဒါစောင့်ဆိုင်ရအောင်မယ်เนาะစောင့်ဆိုင်ရမယ်เนาะပြောရရင်တော့ဗာလဲဆိုတော့ချက်ချင်းကြီးပေါ့เนาะကို့အနေနဲ့စတင်သွားပြီးတော့ဆက်တွယ်လို့မဖြစ်သေးဘူးတဲ့เนาะသူเนี่ยကို့နေသားမှာ အာ fighting ပလေးရတာเนาะနောက်ခါကျတော့စိတ်တက်စစ်စင်ကြီးတွေလုပ်ရတာเนาะပြောင်းနေတဲ့ရောက်ပြဿနာတွေတက်ရတာเนาะဒါမျိုးလေးတွေပေါ့เนาะဒါပေမဲ့ဒီနှစ်ယောက်သားကြောင့်မှပြန်လဲအစဉ်ပြေဖို့ကတော့နီးစက်နေပြီတချို့ကတော့နီးစက်နေပေါ့เนาะဒါပေမဲ့တချို့ကြောင့်လည်းဒီမှာအာနည်းနည်းကိုထင်ထားသလိုမဖြစ်ပဲနေပေါ့เนาะလဲထော်လာတာမျိုးလေးတွေလည်းရှိနေသေးတယ်အဲ့တော့လုံလုံးဆိုင်မှာเนาะသူ့ကို ပြန်ပြီးတော့မှဆက်သွယ်တင်လာလို့မေးတယ်ဆိုရင်ကိုဘကစတင်ဆက်သွယ်တင်လာဆိုရင်တော့မဆက်သွယ်နိုင်အောင်နဲ့เนาะစောင့်အောင်လို့ပြောနေသေးရယ်เนาะ resilience ဆိုတော့ကိုကစဉ်စဉ်ခံပြီးတော့စောင့်ရအောင်မယ်เนาะစဉ်စဉ်ခံပြီးတော့စောင့်ရအောင်မယ်သူ့ကိုနောက်ကနေလိုက်နေလို့မရဘူးဆိုတဲ့ပုံစံမျိုးပေါ့เนาะ အကယ်လို့တချို့တွေကမစောင့်နိုင်အသေးအတန်ပေါ့နော်မစောင့်နိုင်ဘူးအတင်းသူ့ကိုအတင်းနေဟိုထားပါတော့ဒါတချို့ဆိုရင်အဆက်အသွယ်ပြတ်နေတာပေါ့နော်အခုသူ့ကိုပြန်လဲအဆင်ပြေဖို့စတင်လှုပ်ဆောင်တင်လာဆိုရင်တချို့တွေဆိုလို့ရှိရင်အဆက်အသွယ်ပြတ်နေတာရန်ဒီအကြီးအကျယ်ဖြစ်ပြီးတော့တောင်နဲ့တရားအဲစကားများရန်ဖြစ်ထားလို့မခေါ်ကြတာမပြောကြတာနော်အဲ့လိုမျိုးကြီးရှိမှာတချို့ဆိုရင်လုံးလုံးပြတ်သွားတာမျိုးပေါ့နော်လုံးဝ break up ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်လို့တချို့ကတော့အဲတချို့ကတော့ဗာပြတ်နေလဲဆိုတော့ အာစကားမြတ်ရင်ဖြစ်တာလို့မခေါ်ကြတာပေါ့နော်မပြောကြတာစကားစာမပို့ဖြစ်တာစကားမပြောဖြစ်တာအဲ့လိုအခြေအနေမျိုးကြီးဖြစ်နေလိမ့်မယ်နော်အဲ့တော့တချို့ကကြတော့လေဒီမှာဆိုရင်စောင့်ပါလို့သူကပြောထားတယ် bottom of the bottom of the desk တာပေါ့နော် bottom of the desk မှာစောင့်ပါလို့ပြောထားတယ်ဒါပေမဲ့တချို့ကအဲ့ဒါကိုမစောင့်နိုင်ဘဲနေပေါ့နော်ကိုကအနောက်ကနေလိုက်ပြီးတော့မှအာကိုကကိုကခေါ်လိုက်တာကိုကပြောလိုက်တာကိုကနေပြီးတော့ပြန်ပြန်လဲပြေလဲဖို့ဆိုပြီးအတင်းလိုက်လုပ်နေတာမျိုးဆိုရင်လည်းဘာလဲဆိုတော့ ကိုထင်သားသလိုမဖြစ်ပဲနေတယ်เนาะဝမ်းနေစရာတွေကြုံတွေ့ရတာမျိုးเนาะဒီတဲ့ပုံပြီးသိနေတာသိုးသွားတာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးကြီးရှိနေတယ်ပြောရရင်တော့ကွာကိုကပုံမှားတယ်ပေါ့เนาะအတင်းပေါ့ဒါတခုရှိကြတာဒီဒီ connection မှာတော့ဒါနှစ်ယောက်စလုံးရဲ့ connection ကိုကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့เนาะဖြစ်ခဲ့တဲ့ကိစ္စမှာနည်းနည်းလေးပြန်ပြီးတော့စဉ်းစားကြည့်ရင်လည်းသူ့ဘက်ကမှားတာလားကိုယ့်ဘက်ကမှားတာလားပေါ့เนาะတကယ်လို့ကိုကမှားတယ်ဆိုလို့ရှိရင်လည်းဒီချိန်မှာခဏလောက်နေအောင်နဲ့เนาะခဏလောက်နေရော ဒီချိန်မှာကိုကသွားပြီးတော့မှာနော်သူ့ကိုသွားပြီးတောင်းမန်တာနော်အဲတခုခုပေါ့နော်သူ့သူ့ကိုတခုခုသွားပြီးတော့မှာဟိုကိုကမှားနေရဲဆိုပြီးတော့ကိုသူ့ကိုအရင်တောင်းမန်ခြင်းနေရဲဆိုရင်တော့ तू ကလေ welcome မလုပ်တာမျိုးဖြစ်တယ်နော်ကိုဘလောက်တောင်းမန်တောင်းမန်ပေါ့နော်သူ့ဘက်ကနေအတင်းချင်းခံနေတာလို့ပါအဲ့လိုပုံစံမျိုးဖြစ်သွားတယ်နော်အဲ့တော့ကိုထင်းတယ်လို့မဖြစ်လာတဲ့နဲ့ပို့ပြီးတော့ဝမ်းနည်းစရာတွေပေါ့နော်စိတ်ညစ်စရာတွေပဲဟိုပို့ပြီးတော့ကြုံတွေ့လာရဖို့ပဲရှိရပေါ့နော်ဒါကြောင့်မို့လို့ နော်ကိုဘက်ကနေစတင်ပြီးတော့မှသူ့ကိုနော်ကြည်လင်အောင်လုပ်ဖို့အတွက်တော့ဗောနော်ခဏစောင့်ပါဦးနဲ့နော်ဒီမှာတော့ community လို့ပြောထားတယ် community လို့ပြောတဲ့အတွက်ကြောင့်မို့လို့နော်အဲနည်းနည်းလေးစောင့်ပြီးွားလို့ရှိရင်တော့ဗောနော်ပြန်ပြီးတော့မှပြည်လဲလာနိုင်ကြရရှိပါတယ်ဒီမှာတော့နံပါတ်၄ကနေမှာနော်4.1ဆိုတော့ဒီ April ကုန်မှဗောနော်၄လပိုင်းကုန်၄လပိုင်းကုန်လောက်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့အဆင်ပြေအောင်ပြန်လုပ်လို့ပြန်ပြီးတော့မှအဲ့ချိန်ကြတော့မှာဗောနော် မိလာအောင်ကုံတော့တော့မှပြန်ပြီးတော့မှပြန်ဆက်တွေ့လာတော့မဟုတ်ပြန်ပြီးတော့မှကိုကသူ့ကိုတောင်းမန်လာမျိုးပေါ့နော်တော့မဟုတ် तू ကတောင်းမန်လာတာမျိုးပေါ့နော်အဲ့ဒီအချိန်မှာဖြစ်ပါလိမ့်မယ်သူ့ဘက်ကမှားတဲ့အချိန်ရင် तू ပြန်တောင်းမန်လာပါလိမ့်မယ်ကိုဘက်ကမှားတဲ့အချိန်တော့ကိုကအဲ့ဒီအချိန်မှာတောင်းမန်ပါလို့ပြောကြတယ်နော်လေးလာပါနော်လေးလာပိုင်းကုံတော့မှာပေါ့နော်လေးလာပိုင်းကုံတဲ့အချိန်ဒါမှမဟုတ်လေးလာပိုင်းထဲမှာပေါ့နော်လေးလာပိုင်းထဲမှာပြန်ပြီးတော့မှာပေါ့နော်အဆင်ပြေနိုင်တဲ့အနေအထားလေးရှိပါတယ်နော် အဲ့တော့ခဏလေးပေါ့နော်ကျမတို့ clarity လေးယူကြည့်တာပေါ့နော်ဆိုတော့လာမြင်နေအခုဒီသတင်းရင်ွယ်ရဲ့အတန်လေးကလေပြန်ဖြစ်လာပြန်ပြန်ပြီးတော့អော်လာပြန်ပြီဆိုတော့ကျွန်မအဲ့ဒါလေးကိုတစ်ခုလောက်တော့เนาะဟို တောင်းဆိုကြပါရယ်။ဘာဖြစ်လို့လဲဆိုတော့ကျမကျမရဲ့ page ကိုအငဲတန်းဟိုအငဲတန်းကြည့်နေရတူဆိုသိပါရယ်ဗောနော်။ကျမရဲ့ fan တွေဆိုလည်းသိပါရယ်။ဘာလို့ဆိုတော့ကျမနေတာကတောထဲတောင်ထဲမှာနေတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့အခုဒီချိန်ကအရန်ပဇင်းရင်ခွဲဗောနော်။ပဇင်းရင်ခွဲကောင်လည်းအရန်អော်လဲယာပြီးဖြစ်တာဗောနော်။အဲ့ဒါကြောင့်နင်းနေညံ့ညံ့ပဇင်းရင်ခွဲတွေရဲ့အတန်တွေကရှိတယ်။အဲ့ဒါကြောင့်မလို့ကျမလေးဟို ဟိုမှာမလုပ်သေးကြတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမမှာအချိန်အချိန်မရှိတဲ့အချိန်ပေါ့နော်။ကိုကိုရတဲ့အချိန်လေးမှာလုပ်သေးရတာဖြစ်တယ်။ဒါပေမဲ့အဲ့လိုပေါ့အပြင်မှာလုပ်ရတဲ့အတွက်ကြောင့်မလို့ဒီအပြင်ပရဲ့အတန်လေးခွေးအတန်လေးသိရိစံလေးရဲ့အတန်လေးအခုလိုပဇင်းရင်ဝဲလေးရဲ့အတန်လေးပေါ့နော်။တောတောင်ထဲမှာနေရတဲ့ခါကျတော့အဲ့လိုအတန်လေးပါတော့ပါပေါ့နော်။အဲ့ဒါပြီးခဲ့တဲ့တစ်ခါကတော့သူ့ပွက်နေရပဲနောက်ကနေဆိုပြီးတော့တယောက်ကဝင်ပြီးတော့မှမက်ဟိုပါပေါ့ကောမန့်ရေးတယ်ပေါ့နော်။အဲ့တော့ဒါကကျမလည်းမတက်နိုင်ဘူးပေါ့နော်။ကျမလည်းမတက်နိုင်ဘူးဆိုတော့ဘာလို့လဲဆိုတော့ဒီဘာဝရဲ့အတန်လေးက သူ့ဘာနဲ့သူရှိနေတာမျိုးပေါ့နော်။ဘာလို့လဲဆိုတော့ဒီလိုမျိုးဟောနေတဲ့အချိန်ဆိုကျွန်မကိုယ်တိုင်ငောင်းပါပဲ။အချင်းဆုံးပြလို့ရှိရင်စိတ်အနေနဲ့အနှောက်ယှက်ဖြစ်ရတယ်။ကျွန်မကများသောဖြင့် energy လေးအေးဆေးပြီးတော့ကြည်လင်နေတဲ့အချိန်မျိုးတွေမှာဟောပေးတာမျိုးပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုး background အတန်တွေကရှိနေတယ်ဆိုရင်ကိုယ်ကိုယ်တိုင်တော့မနေပြောနေရတယ်ကွာအရင်စုညံနေရောလေကိုကိုတိုင်းတော့အရင်အရင်ပြောနေရတယ်ဒါပေမဲ့ဒါဒီတမောင်ဝရဲ့အတန်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะဒါနားထောင်နေသူတွေကလည်းပဲ ကျမကိုနည်းနည်းတော့နားလည်ပေးပါသီးခံပေးပါလို့ပြောကြတယ်ပေါ့နော်လုံးဝမတတ်နိုင်အောင်လို့နော်ဘာလို့ဆိုတော့ကျမဒီပတ်ဝန်းကျင်မှာမနေမှလည်းရမယ်ဘာလို့ဆိုတော့ကျမတို့တကြုံလုံးကကျမနေတဲ့တကြုံလုံးကအစ်ပင်နေအကုန်လုံးဖုံးလွှမ်းနေတဲ့နေရာဖြစ်တယ်ပေါ့နော်တောတွေတောင်တွေနဲ့ နေရာဖြစ်တယ်ဒါကြောင့်မို့လို့သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အတန်တွေကတော့ပါပါလိမ့်မယ်လို့နော်အကယ်လို့အဆင်မပြေဘူးဆိုရင်တော့နားမထောင်နဲ့ပေါ့နော်အဲ့လိုပဲကျမအနေနဲ့ပြောလို့ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမအနေနဲ့ဒီအတန်တွေကိုလုံးဝမပါအောင်လုပ်လို့မရဘူးပေါ့နော်ဒါလေးကိုလည်းကျမဘက်ကသိခံထားလည်ပြီးပါလို့ကျမပြောချင်ပါတယ်အဲ့တော့ကဲဆက်သွားလိုက်မယ်ပေါ့နော်ညာလို့ဆိုတော့တချို့ဆိုဝင်မှရေးလို့ဟိုကလည်း comment မှာဝင်ရေးတော့လေအဲ့တော့ဒါလေးကိုသိစေချင်လို့ပါမိမိအစရေကအဆင်မပြေဘူးထင်ရင်နားမထောင်ပါနဲ့ကျမကိုအဲ့လိုမျိုး negative sound နဲ့ ပေါ့နော် comment ရေးတာမျိုးကြတယ်အမှန်တရားကလည်းဟိုဘယ်လိုကောင်းအကြည့်တက်ပြက်ရတယ်ပေါ့နော်အကြည့်တက်ပြက်ရတယ်အဲ့ကဲတော့ပြောနေတဲ့ဟာတွေကဟိုကိုယ်နဲ့အဆင်မပြေဘူးထင်တယ်ဆိုရင်ပြီးတော့ဒီဗီဒီယိုကြည့်ရင်းနဲ့ကိုယ်နဲ့အဆင်မပြေဘူးထင်မကြည့်ပါနဲ့နော်မကြည့်ပါနဲ့ကို့အတွက်လည်း energy အပြည့်မခံပါနဲ့သူများအတွက်လည်း energy အပြည့်မခံပါနဲ့လို့ကျွန်မကဒါဟိုဟိုကောင်းမွန်တဲ့စိတ်ထားနဲ့ပေါ့နော်တိုက်တွန်းပါလေနော်အဲ့တော့ကဲဆက်သွားလိုက်မယ်နော်အချိန်မီရလဲမှနေရာလဲတစ်ခေတ်နဲ့ပူလာတယ်တွေ့ရမှာနော်ကျမကလည်းအချိန်ကိုလုနေတာဒီအတန်တွေကလည်းတမျိုးပေါ့နော် ။အဲ့တော့ဆက်လက်ပြီးတော့မှာနော်ကျွန်ရဲ့ကိုယ်နဲ့မျှောက်သားသားရမှာအစဉ်ပြေဖို့ပြန်လဲလှုပ်ဆောင်တင်လာစေရဲ့ romance and love message ကိုပြောပြပါ။ alone time နဲ့နော်ကဲပူတီကြောင်သွားပြီနော်။အတက်တည်းမလုပ်ပါနဲ့ဘူးနဲ့တယောက်တည်းနေရမယ့်အချိန်ဖြစ်ပါတယ်တဲ့နော်မိမိပါမိမိတယောက်တည်းနေပြီးတော့အချိန်ဆုံးမေးပါတဲ့နော်ဒီမှာ spend some time alone နဲ့နော်ဒီလိုအချိန်နေမှာတဲ့မိမိတယောက်တည်းနေရတာပို့ပြီးတော့မှကောင်းတယ်ပေါ့နော် it will help you gain clarity ကြာနော်အဲ့ဟာအဲ့ဒီအဲ့လိုမျိုးပေါ့နော်တယောက်တည်းနေခြင်းလားတဲ့နော်ဒီ relationship မှာပို့ပြီးတော့မှ clarity ရစေပါတယ်တဲ့နော်စေစာဖြည့်ရှင်းဖို့အတွက်ပေါ့နော်အဖြစ်ဖြစ်နေအကြံရလာတာမျိုးနော်ရှင်းရှင်းလင်းလင်းနဲ့ပေါ့နော်ဒီ relationship မှာရှင်းရှင်းလင်းလင်းနဲ့ပို့တိလာရတာမျိုးပေါ့နော်သူဒီကိုယ်ပေါ်မှာဘယ်လောက်ထိလေးလေးနက်နက်ရှိတယ်မရှိဘူးဆိုတာပို့တိလာရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတိတာလာပါလိမ့်မယ်တဲ့အလုံးတိုင်းเนาะအဲ့တော့ မလို့စေမှာသူ့ကိုအတင်းအဓမ္မလိုက်ပြီးတော့မှပြေလည်အောင်လှုပ်ဆောင်ဖို့အတွက်မလုပ်ပါနဲ့ဘူးလို့ပြောကြတယ်။တောက်စစ်ဆက်ပြီးနော်ဒီမှာဆိုရင်အရန်တောက်စစ်ဆန်နေတယ်။တချို့ relation ဖြစ်မှာဆိုလို့ရှိရင်တစ်ဖက်သူကအရန်တောက်စစ်ဆန်နေတာမျိုးနော်သူ့ဘက်ပဲသူတိနေတာမျိုးနော်အဲ့လိုမျိုးရှိနေတယ်နော်။အဲ့တော့သူ့ရဲ့တောက်စစ်ဆန်မှုတွေကကိုယ့်ရဲ့ energy ကိုအများကြီး drain ဖြစ်စေတယ်နော်။ ကိုယ့်အတွက်ကိုအယမ်းပေါ့နော်စိတ်ဒုက္ခရောက်ရတာမျိုးနော်ဒီစိတ်စိတ်ပင်ပန်းရတာမျိုးပေါ့နော်သူနဲ့စကားပြောတိုင်းကိုယ်မှာစိတ်ပင်ပန်းရတာလွယ်ပြီးစံတာဘာမှမရတဲ့အနေအထားမျိုးကိုရှိနေတတ်တယ်။အဲ့တော့ဒီတောက်စစ်ပါစင်တွေတတိထားပေးတာတဲ့နော်ကိုယ့်တောက်စစ်ဆန်နေတဲ့သူတွေကိုတတိထားပေးတာတဲ့နော်။အဲ့တော့ဒီမှာ bottom of the best ကတော့ long distance တဲ့နော်။ အဲ့တော့ long distance ဆိုတော့တချို့တွေပေါ့နော် long distance relationship ဖြစ်နေဖြစ်နေတာမျိုးတွေပေါ့နော်တောင်နဲ့တယောက်တနေရာစီဖြစ်နေတဲ့သူတွေရှိလိမ့်မယ်ပါလိမ့်မယ်ပေါ့နော်အခုလာကြည့်နေတဲ့သူတွေထဲမှာပါလိမ့်မယ်အဲ့တော့ long distance သမားတွေကိုရောတဲ့ဘာပြောချင်လဲဆိုတော့ပေါ့နော်အချစ်ကတကယ်တကယ်တမ်းချစ်တဲ့သူတွေပေါ့နော်ချစ်တဲ့သူတွေဆိုလို့ရှိရင်တဲ့နော်အချစ်ကသိပါပဲတဲ့နော်ဘလောက်ပဲနော်အကွာဝေးတွေချားနေပါစေပေါ့နော်ဘလောက်ပဲအကွာဝေးတွေချားနေပါစေအချစ်သည်နော်ဘာပဲဖြစ်ဖြစ် အကွာဝေးမရှိပါဘူးတဲ့နော်တယောက်ကိုတယောက်တကယ်တမ်းချစ်နေမယ်ဆိုရင်ကွာဘယ်တော့ပဲဝေးกว่าဝေးกว่าလို့ပေါ့နော်ဒီလိုအကွာဝေးဆိုတာမရှိပါဘူးလို့ပြောချင်တာမျိုးပေါ့နော်အဲ့တော့နော်အကယ်လို့ဒါနှစ်ယောက်နှစ်ယောက်သားရဲ့ဂျာထဲမှာနော်အချစ်စစ်ချစ်နေနေတာဖြစ်မယ်ဆိုရင်ဘလို့ပဲဝေးกว่าနေပါစေပေါ့เนาะနှစ်ယောက်သားကြဲမှာဒီလိုမျိုးဝေးกว่าနေခြင်းတွေမရှိပါဘူးတဲ့เนาะအဲ့တော့ ဒီလိုအချိန်မှာဗာလဲဆိုတော့ကိုယ့်ဘာကိုတယောက်တည်းနေပြီးတော့မှသူဒီဒီလိုဝေးကွာနေတဲ့အချိန်မှာကိုယ့်ကိုဘလောက်ထိသူတန်ဖိုးထားနိုင်လဲဘလောက်ထိသစ္စာစောင့်တည်နိုင်လဲဘလောက်ထိကိုယ့်ပေါ်မှာနော်အလေးနက်ထားလဲဆိုတာတွေကိုပြန်ပြီးတော့မှစဉ်းစားသုံးသပ်ရမယ့်အချိန်လေးဖြစ်ပါတယ်နော်အဲ့တော့အချိန်ကိုကိုယ့်ရဲ့မိတိုင်းအလုံးတိုင်းယူပါတယောက်တည်းအချိန်ယူပါတယ်နော်ပြီးတော့သူ့ကိုအတင်းနောက်ကနေလိုက်ပြီးတော့ပေါ့နော်ဒီပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားနေရတဲ့အစားရင်အချိန်ပေးလိုက်ပါကိုကိုကိုလည်းအချိန်ပေးလိုက်ပါသူ့ကိုလည်းအချိန်ပေးလိုက်ပါတဲ့နော်လောလောဆယ်မှာတော့ ကိုထင်သလိုတွေအတင်းလိုက်လုပ်မယ်ဆိုရင်ကိုထင်သလိုတွေမဖြစ်ဘဲနဲ့ပြဿနာတွေဒီထက်ပိုပြီးတော့မှဆိုးဝါးသွားနိုင်ကြတယ်လေရှိပါတယ်တဲ့နော်အဲ့တော့သနာကအချိန်လေးပြောခဲ့ရနော်အချိန်လေးပြောခဲ့ဆိုတော့ဒီလေးလာပိုင်းကုန်ကန်ဒီလေးလာပိုင်းနော်ဒီကြံတွေပါကြီးကြော်ဝါးပြီးတော့မှတောင်နဲ့တယောက်ပြန်ပြီးဆက်သွယ်လာတာမျိုးလုပ်လို့ရမယ်တချို့နည်းနည်းလေး connection နှီးစက်မယ်ထင်တယ်ဆိုရင်တော့ မကြံမတိုင်ခင်မှာ तू ကဆက်သွယ်လာတာမျိုးတွေပါဖြစ်နိုင်တယ်เนาะ तू ကဆက်သွယ်လာတာလည်းဖြစ်နိုင်တာမျိုးတွေဖြစ်နိုင်တယ်။အဲ့တော့ဆက်သွယ်လာတဲ့သူတွေဆိုလို့ရှိရင်တော့တေချာလေးစဉ်းစားပေါ့เนาะကိုယ့်ပုံမှာတကယ်အရန်တောက်သစ်ဆန်ပြီးတော့မှအရန်တကူကောင်းဆန်နေတဲ့သူတွေပါများလာပေါ့เนาะအဲ့လိုမျိုးဆိုရင်တော့ကိုကပြန်ပြီးတော့ခွင့်လွတ်တင်မခွင့်လွတ်တင်အောင်နည်းနည်းစဉ်းစားရမယ်ပေါ့เนาะ။ဒါလည်းဆိုတော့အခုကြုံတွေ့နေရတဲ့သူကတောက်သစ်တောက်သစ်စတီဖြစ်နေတာเนาะအရန်ကိုယ့်ပုံမှာဘူကောင်းဆန်နေတာတောက်သစ်ပေးနေတာစိတ်ပင်ပန်းနေတာလွဲလို့ပေါ့เนาะ။ တိတ်မပေးတဲ့လူမျိုးတွေဖြစ်နေရဆိုရင်စဉ်းစားပါလို့ပြောချင်တာเนาะအဲ့တော့ဒီမှာဆိုရင်ထပ်ပြီးတော့မှ lever oracle လေးနဲ့ဆက်ပြီးတော့သွားမယ်เนาะအဲ့တော့သူနဲ့ကိုနဲ့နှစ်ယောက်သားရဲ့ဈားရဲ့မှာเนาะရှေ့ဆက်ပြီးတော့ဖတ်တယ်လို့ဆောင်တင်လာဆိုရဲပေါ့เนาะဒီ region လေးမှာ energy ကို lever oracle နဲ့ပြီးတော့ဗာလေးတွေပြီးနေပြပြပြီးပါနော်ဒီမှာဒီနောက်တစ်ခုကကြတော့ don't make decision based on gut เนาะ or what you think should you should do เนาะ ောက်တစ်ခါကျတော့လေဟိုပါပေါ့နော်အာကိုကပေါ့နော်သုံးချက်ချက်တွေမချလိုက်ပါနဲ့တဲ့နော်ဘယ်အချိန်မှလဲဆိုတော့ပေါ့နော်အာကို ကိုကပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့သူဒီပြဿနာပေါ့နော်သူနဲ့ကိုနဲ့နှစ်ယောက်သားကြားထဲမှာပြဿနာတွေတက်လာခဲ့လိမ့်မယ်အဲ့ဒီတက်လာခဲ့တဲ့ဟာတွေကနော်အကုန်လုံးကိုပေါ်အပြစ်ပုံချပြီးတော့ကိုကိုကိုဖြစ်ဖြစ်ပြီးတော့တွေးပလိုက်တာမျိုးပေါ့နော်ဒီဟာတွေကငါအပြစ်ကြောင့်ပဲငါကြောင့်ပဲစသဖြင့်ပေါ့နော်ကိုမှာအပြစ်မကင်းတဲ့ခံစားချက်မျိုးတွေနဲ့ပေါ့နော်အပြစ်မကင်းတဲ့ခံစားချက်မျိုးတွေနဲ့ကိုကခံစားနေရတယ်ဆိုရင်တဲ့နော်အဲ့လိုခံစားချက်နဲ့တွားပြီးတော့မှာ သုံးဖြတ်ချက်ကိုမချလိုက်ပါနဲ့တဲ့ဒီအချိန်မှာเนาะအဲ့တော့ဘာလဲဆိုတော့ဟိုတော်တော်များများ main ကလေးတွေပေါ့เนาะအဓိကအများဆုံးဖြင့် main ကလေး energy ရှိတဲ့သူတွေမ energy ရှိတဲ့သူတွေမှာဘာလဲဆိုတော့တစ်ခါတစ်ခါပြဿနာတက်လာပြီဆိုရင်เนาะကိုကိုကိုအပြစ်ပေါ့เนาะအဲကိုကိုကိုအပြစ်ဟိုပုံချတာတွေရှိတယ်တချို့တွေဆိုနေကိုကိုကိုအပြစ်ပုံချเสียရမလို့ဘူးပေါ့เนาะပြောချင်တာကလေး ကိုကိုကိုအပြစ်ပုံမချပါနဲ့သူများကလည်းအပြစ်ပုံမချပါနဲ့เนาะအဲ့တော့အေးအေးဆေးဆေးလေးပဲစဉ်းစားပါเนาะဘသူပြစ်လဲသူပြစ်လားကိုပြစ်လားဆိုတာကိုစဉ်းစားတဲ့အခါမှာအဲ့တော့ဒီအဓိကကကိုကိုကိုအပြစ်ပုံချတဲ့စိတ်ကြီးနဲ့ decision ချပြီးတော့မှဟာငါမှားသွားပြီသူ့ကိုတောင်းပန်မှရတော့မယ်အတင်းပေါ့เนาะတောင်းပန်မှရတော့မယ်ရောက်ဖြည့်ရှင်းမှရတော့မယ်စသဖြင့်အတင်းကိုကလိုက်ပြီးတော့မှသူ့ကိုဖြည့်ရှင်းတယ်ဆိုလို့ရှိရင်လည်းပဲတဲ့ကိုထင်းစလို့မဖြစ်ဘဲနဲ့เนาะ ိုဆိုးသွားတယ်ပေါ့နော် losses ညီမဆိုလို့ရှိရင်ဆုံးရှုံးလိုက်ရတာမျိုးတွေပေါ့နော်ပြုနေသူကိုနေကြတယ်မှာ relationship ကိုဆုံးရှုံးသွားတာမျိုးတွေဒီဖြစ်သွားနိုင်တယ်အဲ့တော့အတင်းလိုက်ပြီးတော့တောင်းမတောင်းမှန်နေပေါ့နော်ပြောချင်တာအတင်းလောက်မတောင်းမှန်နေကိုကိုကိုလည်းအတိတ်ရှိရဆိုပြီးတော့အတင်းခံစားနေရမျိုးလောလောဆယ်မှာမလုံနေပေါ့နော်အဓိကကတယောက်တည်းအချိန်ပေးလိုက်လွှတ်ထားပေးလိုက်ပေါ့နော်ဟောဒီမှာဒီ a message for you တဲ့နော် အဲ့တော့တချို့တွေကတော့ဒီမှာဆိုလို့ရှိရင် ပြောရအောင်เนาะလေးလပိုင်းမှာเนาะအဆက်အသွယ်ပြန်ရလာမယ်ဆိုရင်เนาะဒီမှာပြန်ပြီးတော့မှာ a message for you ဆိုတော့တချို့သောသူတွေပေါ့เนาะလေးလပိုင်းမှာပြန်ပြီးတော့မှာသူ့ဘက်ကနေပြီးတော့ကိုယ် message ပို့လာတာเนาะအာပြီးတော့ကိုယ်အကြောင်းကသူကအရင်စဉ်းစားနေတယ်ကိုယ်အရင်တွေးနေမိတယ်เนาะဒီအချိန်နေမှာဟိုဘယ်လိုလဲဆိုတော့ကိုယ်ကသူ့ပုံမှာတကယ်ကောင်းနေသူဆိုတာကိုသူ့အနေနဲ့တိသွားတာမျိုးပေါ့နော်အဲကိုကိုသာလင်သူ့ပုံမှာအကောင်းဆုံးပေါ့နော်ဒါကို तू ကတိသွားတယ်အဲ့ဒီအချိန်မှာကိုစီကို तू ကပြန်ပြန်ဆက်သွယ်လာတာမျိုးဖြစ်ပါလိမ့်မယ် အဲ့တော့ဒီမှာကတော့ဒါလေးကဘာပြောလဲဆိုတော့ဗောနော်ဒါလေးက love message လေးဗောနော် love message လေးဒါ universe ကနေပြီးတဲ့ love message လေးလို့ပြောလို့ရတယ်ဗောနော်ဒါလေးကတော့ဘာကိုပြောထားတာလဲဆိုတော့ when you pass from this world and you know you take nothing with you but your soul and memories you have shared with those you love တဲ့နော်အဲ့တော့ဒါက ကိုကပေါ့နော်ဒီကဘာကြီးပေါ်မှာမရှိတော့တဲ့အခြေအနေမျိုးပေါ့နော်ကိုကဒီကဘာကြီးကနေပြီးတော့မှကိုကပြက်ွယ်သွားတဲ့အခြေအနေမှာဆိုရင်တော့မားတယ်နော်ကိုဘာမှယူသွားလို့မရဘူးပေါ့နော်ပြောချင်တာကဥပမာကကိုတေသွားလို့ရှိရင်ကိုနောက်ကိုဘာမှပါမသွားဘူးတဲ့နော်ပါမသွားဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုဒီမတေခင်မှာကိုလှုပ်ခဲ့တယ်ပေါ့နော်ကိုရဲ့ဒီ soul ကိုရဲ့စိတ်နှလုံးနဲ့လူတွေပေါ်မှာကူညီခဲ့တာတွေကိုလှုပ်ခဲ့တဲ့ memory လေးတွေနော်လူတွေပေါ်မှာကူညီခဲ့တဲ့ဟာလေးတွေနောက်တစ်ခါကျတော့ကိုရဲ့မြင့်တာတရားနဲ့တိဆောက်ခဲ့တဲ့ memory လေးတွေနော်ဒီဟာလေးတွေပေါ့ နော်လူတွေကို sharing လုပ်ပေးခဲ့တယ်ပေါ့နော်ချက်နဲ့ပတ်သက်ပြီးမြစ်တာနဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ခဲ့ပေးတယ်ပေါ့နော်ဒီအရာလေးတွေကဒါ memory အဖြစ်ကျန်နေမှာပဲဖြစ်ပါတယ်တဲ့နော်အဲ့တော့ကိုဒီတည်သွားရင်ကိုနောက်ကိုဘာမှမပါလာဘူးတဲ့နော်ပြောချင်တာဒီကတော့တစ်ခါလေးပေါ့နော်ဒီမှာအမအရင်ဆက်သွယ်ခြင်းနေတဲ့သူတွေเนาะဒီတချို့တွေဆိုလို့ရှိရင်လုံးဝ break up ဖြစ်သွားပြီ separation ဖြစ်သွားပြီ relationship တစ်ခုမှာလုံးဝလက်လွတ်ပေးလိုက်ရတဲ့သူမျိုးတွေအတွက်ဖြစ်ဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ အရန်ပေါ့နော်ကိုကလိုက်ပြီးတော့မှအရန်ဟိုကဖြစ်နေစရာမလိုဘူးပေါ့နော်အဓိကကကိုပေးနိုင်တဲ့အကောင်ဆုံးနော်မြစ်တာနဲ့နော်စေတနာတွေကို sharing လုပ်ပေးထားပါတယ်နော်အဲ့ဒါလေးတွေကနောက်ဆုံးကုံကုံပြောရရင်ကိုသေးသွားရင်တော့မှပေါ့နော်ဒါလေးတွေကအမှတ်တရအဖြစ်တစ်ဖက်သူရဲ့ယင်ထဲမှာကိုရဲ့ချစ်တဲ့သူရဲ့ယင်ထဲမှာဒါလေးကကြံနေမှာဖြစ်ပါတယ်တဲ့နော်ပြောချင်တာအဲ့တော့ဒီမှာဆွမ်းတော့ပြောခဲ့သလိုပဲပေါ့နော်ဒီဘက်ကအဖို့ရင်းနဲ့ပြန်လဲချိတ်ဆက်ရမယ်ဆိုလို့ရှိရင်နော် ိုကသာပေါ့နော်သူ့ပေါ်မှာမှန်ကန်တဲ့ချစ်ချင်းမြတ်တာတွေတကယ်တကယ်ချစ်တယ်ပေါ့နော်တကယ်မှန်ကန်တဲ့ချစ်ချင်းမြတ်တာတွေတကယ်ကောင်းမွန်တဲ့เนาะအမှတ်တရတွေဒါပေးထားပါတဲ့เนาะပေးလိုက်လို့ရှင်ဘလို့ပဲသူနဲ့ကိုယ်နဲ့ဝေးကွာသွားပါစေဒီ relationship မှာကိုဘလောက်ပဲလက်လွတ်ပေးလိုက်ပါစေပေါ့နော်နောက်ဆုံးကိုနဲ့သူနဲ့ဒီမနီးဆက်ရင်တောင်မှပဲတဲ့သူ့ရဲ့ရင်ထဲမှာကိုနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကအများအရှင်းတန်နေပါလိမ့်မယ်တဲ့အကြံရစ်ပါလိမ့်မယ်တဲ့သူကပြောချင်တာပေါ့နော်ဒီကျိုးရည်ဆိုရှိရလေနော်တကယ်ချစ်တယ်အရန်ချစ်တယ်ဒါပေမဲ့ကန်ဂျမာက ဘာလဲဆိုတော့စုံဖို့အတွက်ဒီမဖြစ်နိုင်ဘူးပေါ့နော်ကန်ဂျမာကမပေးဘူးပေါ့နှစ်ယောက်သားမှာဒါဟိုဖူးစာရေးကန်နေမပါလာဘူးပေါ့ဒါပေမဲ့သူနဲ့ကိုယ်နဲ့နှစ်ယောက်တွေ့တဲ့အချိန်မှာကောင်းတဲ့ memory ကောင်းနေပေါ့နော်ဒီကောင်းတဲ့ memory လေးတိဆောက်ခဲ့ကြတဲ့သူတွေရှိတယ်အဲ့တော့သူတို့ဒီဘယ်တော့ပဲမစုံပါစေပလေးစီပေါ့နော်တယောက်နဲ့တယောက်ကောင်းမွန်တဲ့အမှတ်တရလေးတွေကိုတော့အများကြီးရင်ထဲမှာတင်ထားရင်းနဲ့တယောက်ကိုတယောက်ကျေးဇူးတင်နေတဲ့သူတွေရှိတယ် နော်အချစ်ရင်းမှာလည်းအဲ့လိုအရန်ဆန့်ကျဲတယ်ပေါ့နော်အဲ့တော့တချို့သောသူတွေမှာတကယ်တမ်းမစုံတွေ့ရပေမဲ့လည်းအငဲရမ်းပဲပေါ့နော်ယင်ထဲမှာသူတို့နဲ့ပတ်သက်တဲ့ memory ကောင်းလေးတွေကောင်းမွန်နေပေါ့နော်ဒီအရာလေးတွေကြံနေပြီးတော့မှအငဲရမ်းအမှတ်တရဖြစ်ရှင်သန်နေတာလေးတွေရှိပါနေတယ်နော်အဲ့တော့ကိုကလည်းပဲပေါ့နော်အဲ့လိုမျိုးကောင်းမွန်တဲ့ memory အမှတ်တရလေးတွေကိုဒါတည်ဆောက်နိုင်ဖို့ကိုကြိုးစားပါဆိုပြီးတော့မှနော်အာ angels message လေးအနေနဲ့လွှတ်ထားပါတယ်ကဲ ကဲဒါလေးကတော့เนาะအာသူနဲ့ကိုနေကြမှာပြန်လဲအစဉ်ပြေဖို့အတွက်ပေါ့เนาะပြန်လဲလှုပ်ဆောင်တင်လာဆိုရဲပေါ့เนาะဒီမေကုံးလေးနဲ့ပတ်သက်ပြီးတော့မှာကျွန်မက energy လေးတွေဖတ်ပြီးတော့မှာเนาะ oracle လေးတွေကြည့်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့အထုပ်အပြင်ဆိုရရင်တော့လောလောဆယ်မှာသူ့ကိုလိုက်ပြီးတော့မှာ စွဲနေတာမျိုးတွေเนาะကိုကအတင်းဆက်သွဲကျင်တာမျိုးတွေလုံးလို့မရပါဘူးပိုဆိုးသွားပါလိမ့်မယ်เนาะအဲ့တော့လေးလပိုင်းတို့မို့လေးလပိုင်းကြော်သွားတဲ့အချိန်ကြတော့မှာပေါ့เนาะတချို့တွေဆိုသူ့ဘက်ကပြန်ဆက်သွဲလာတာမျိုးရှိမယ်တို့မို့ကိုကလွန်နေဆိုရင်တော့လေးလပိုင်းကြော်ပြီးသွားတော့မှာပေါ့เนาะကိုကပြန်ဆက်သွဲတာမျိုးလှုပ်ချင်လှုပ်ပါလို့ပြောချင်တယ်เนาะအဲ့တော့လောလောဆယ်မှာတော့နော်ဒီတိုင်းလေးပဲခဏစောင့်ပါအောင်ပေါ့နော်အချိန်တစ်ခုစောင့်လိုက်ပါအောင်ဆိုရဲဟာလေးပဲတွေ့ရပါတယ်ကဲကဲအားလုံးပဲနော်မိမိတို့ရဲ့ချစ်တော်သူတွေနဲ့အမြန်ဆုံးပြန်လဲအဆင်ပြေကြဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်နော် မိမိတို့ရဲ့ပေါ့နော် personal reading လေးတွေမေ့တင်နေဆိုရင်ကျမရဲ့ Tarot Healing and Reading by Kid Raya Facebook ချက်ပေါက်မှာပဲဖြစ်ဖြစ်เนาะ page account ဖြစ်တဲ့ Tarot Healing by Kid Raya Facebook ချက်ပေါက်မှာပဲဖြစ်ဖြစ်လာမေးလို့ရပါတယ်ကျမရဲ့ Viber number လေးတွေကိုလည်းဒီမှာပြောပြထားပါတယ်ကြည့်လို့ရပါတယ်เนาะအဲ့တော့နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်အားလုံးတက်တာကျေးဇူးများကြီးတင်ပါတယ်ရှင်